အားလုံးပဲမင်္ဂလာပါအဲဒီနေ့ညကျွန်တော်အဲကျွန်တော်ညီပေါ့နော်ထပ်မာထားလို့ပေါ့ကျွန်တော်ပစ္စည်းတခုထပ်မာထားတယ်အခုဒီနေ့ရောက်တယ်ပေါ့နော်အဲဒီပစ္စည်းကပါလဲဆိုတော့ဖျားပေါ့နော်ကျွန်တော်ကြိမ်ဖျားအဲကြိမ်ဖျားအောင်ဆိုတော့အောက်ကလှုပ်ထားတဲ့ပုံစံကနည်းနည်းအီအီလေးနဲ့သိရမလားကလေးတွေဆော့မယ်ဆိုတော့ဆော့လို့ရတယ်အိတ်မယ်ဆိုလို့ရွေးချင်လဲအိတ်လို့ကောင်းတယ်ပေါ့နော်ကျွန်တော်ပြင်ပုံစံပြမယ်နော်အခုပုံစံပြပြီဖျားပုံစံလား ဒါကတော့ကျွန်တော်လက်ရှိသုံးနေတာပေါ့နော်ဒီလိုအကွက်ပုံစံနဲ့ဒီကောင်အောက်မှာတေပြားပုံစံအခင်းလဲပါတယ်အပေါ်မှာကျတော့ဒီသူချိန်နဲ့ရက်ထားတာပေါ့နော်โอเคအခုကျွန်တော်မာရဲထားတဲ့အခုအထုပ်မှာကျွန်တော်ညီအတွက်မာရဲထားကိုကျွန်တော်ထုတ်ပြမယ်เนาะဒါကရန်သုံးလို့ကောင်းလို့ကျွန်တော်ဟိုအဲဒါကအဲ့လိုကောင်းလို့ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ sharing ပြန်လုပ်ပြရအောင်เนาะအခုကျွန်တော်ဖောက်ပြမယ်နည်းနည်းတော့ကြီးအဲ့ဒါ heavy ဖောက်ကြည့်နော် อ่ะตัวမျိုးစားတယောက်အိတ်ရှိရေပေါ့เนาะနှစ်ယောက်အိတ်ရှိရေနှစ်ယောက်ဆိုအခုကျွန်တော်ပြအခုကျွန်တော်မှတ်ပြတဲ့ဥစ္စာဒါမိသားစုအိတ်တွေရေကြီးရေပေါ့เนาะကလေးတွေဆိုရင်လဲအောက်မှာခင်းပြီးတော့ပေးဆော့လို့ရင်လဲဆော့လို့ကောင်းတယ်ပေါ့เนาะအေးရေပြီးရင်အသားလေးကနည်းနည်းချောနေတဲ့အတွက်ကလေးတွေအဲ့မှာလေးဘက်သွားတဲ့ရေတွေဒါမျိုးရေရှင်ဝင်ရမောက်သွားတဲ့ရေတွေဆိုရေရှင်အပေါ်မှာဆော့ကျွန်တော်သားလဲအပေါ်မှာဆော့ ာနေ့တဲ့နေ့လဲဆိုအိမ်ပေါ်မှာပြီးတယ်เนาะဒါအကြောင်းမျိုးတွေအတွက်ကျွန်တော်ပရမအူဆိုကျွန်တော်အိမ်ဖို့ကျွန်တော်ဝယ်လိုက်တာပေါ့เนาะအဲ့ဒါကျွန်ကြီးကြိုက်ရဆိုတာထပ်မှပြင်းတယ်ပြန်ပြီးတော့ share လုပ်တာနော်တရားအဲ့ဒီရနေရပါတရားအဲ့ဒီဒါကတရားအဲ့နေပါဒါဒါတစ်ခုပေါ့နော် နောက်တစ်ခုရှိသေးတယ်ဒါကကျတော့တယောက်ကြီးဖြစ်မှာဒီကောင်နည်းနည်းသေးတယ်ပေါ့နော်ပြာဆိုင်နော်ဒါကသူ့ရဲ့အနောက်ကပုံစံပေါ့နော်အနောက်ပုံစံကအီအီလေးပဲလောက်ပေါ့နော်အနောက်ကပုံစံအရှိကကျတော့ခုနကကျွန်တော်ပြောတဲ့အကွက်ပုံစံမျိုးတွောင်းပေါ့နော်ဒီလိုအကွက်ပုံစံမျိုးဒါကကျတော့အရှိကပုံစံဆက်ပြောပါဒါကကျတော့တယောက်အိတ်ပေါ့နော်တယောက်အိတ် ုံးပေပွဲ၄ပေလောက်လည်းရှိတယ်။ဒါကတယောက်အိမ်။အဲပြီးရင်ကျွန်တော်မနှစ်ယောက်အိမ်ကျွန်တော်ပြ။ဟုတ်ကဲ့။နှစ်ယောက်အိမ်ထပ်လာ။အဲကျွန်တော်ကဝယ်လိုက်တာနဲ့ညီကြီးရောက်လာကြိုက်တယ်။မှားပြီဆိုတာထမှပြီလေ။ဟောလေ။ရှေးချောလဲဒီကောင်ချောလဲချောအောက်ကလည်းအသာအီးရင်။ကျမကြီးဖြာပုံစံမျိုးပဲကြိုက်တယ်လေ။ ဒါမျိုးထပ်မပေးနေတယ်ဟုတ်။ဒါပေမဲ့ဘယ်နဲ့ချဲရတော့ဒါတော့2ယောက်အိပေါ့နော်။ဒါကနောက်တစ်ခု2ယောက်အိ။ဒါကလည်းဒီလိုပဲ။ဘောင်းကျတော့ပြက်နေနေကြီးွားမှာပေါ့နော်။ပြက်နေနေကြီးွားမယ်။အနောက်ကတော့ဒီပုံစံပဲ။အကွက်နဲ့ပန်းကွက်နဲ့ဒါနှစ်ဖက်အိပေါ့။ဒီဘက်မှာလည်းအိလို့ရတယ်နော်။အိချင်းလို့ရှိရင်အရှိမှာတော့ဒီလိုပဲ။ဒါမှမဟုတ်ဒီကောင်းကျတော့2ယောက်အိဖြစ်တဲ့အတွက်6 တလန်တော့6ပြည်6ပြည်နေပါတော့ပြပါမယ်ကြီးရယ်6ပြည်နေပါတော့6ပြည်6ပြည်နေရောင်အိတ်ဟုတ်တယ်6ပြည်ဒီလိုကကျတော့အစီအကကျတော့10ပြည်လောက်ပြပါဟောဒီဒီမှာလောက်ပါ10ပြည်လောက်ပြဒါတော့နေရာကြီးပေါ့နော်။မိုက်ရယ်တကယ်တကယ်။ဟိုဖြာနဲ့ဒီမှာအိတ်တဲ့လူတွေပါဆိုရင်ဒီလူဖြာတွေဝယ်ပြီးတော့တုံးတင်တယ်ပေါ့နော်။နေကနေလေ ခန်းလေးပဲပူတယ်အိုက်တယ်ဆိုရင်ဒီလိုပြားလေးခင်းပြီးလို့ရေရေအေးလေးကိုအေးလို့ရတယ်ပေါ့နော်ကြဲကျွန်တော်ဒီတော့ရော်လေးပဲကျွန်တော်တော့ညောက်ပေးခြင်းပါတကယ်လို့သုံးရင်လည်းလူရှိရှိရင်လည်းဝယ်သုံးလို့ရတယ်ပေါ့နော်ကျွန်တော်အောက်မှာလင့်လေးကျွန်တော်ခြာပေးထားမယ်ဒါမှမဟုတ်ရှင်လည်းကိုယ်အောင်ခြာပြီးတော့သွားဝယ်လေးရတယ်ပေါ့နော်အဲအားလုံးစင်ပြေသောနေ့လေးဖြစ်ပါစေအားလုံးမင်္ဂလာပေါ့အောင်လည်းပြည့်စုံပါစေခင်ဗျာ